ပထမဦးဆုံးအနေနဲ့တော့တကယ်ချင်းအားလုံးပဲနေကောင်းချမ်းသာကြမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာဗီဒီယိုမတင်ဖြစ်တာဆိုရင်တော့မှနှစ်ပတ်ဝန်းကျင်လောက်ရှိသွားပြီဖြစ်ပါတယ်ဗီဒီယိုတင်ဖို့တော့ဝေးသေးဗီဒီယိုပြောချင်တဲ့စိတ်ကိုမရှိတဲ့အတွက်ကျွန်တော်ဗီဒီယိုတွေမလုပ်ပေးနိုင်တာဖြစ်ပါတယ် ဒါပေမဲ့ဒီရှေ့လျှောက်ကြည့်မယ်ဆိုရင်တော့ဗီဒီယိုတွေပုံမှန်အတိုင်းပြင်တင်သွားပေးဖို့ရှိပါတယ်။ပေါ့လစ်ဆိုတော့အလုံးမလုံးလို့ဟာလည်းအဆင်မပြေပါဘူးဗျ။အလုပ်ကလည်းလုပ်ရအောင်မှဖြစ်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်တို့အားပေးလာကြတဲ့ညီကောင်မောင်မတငယ်ချင်းတချို့လည်းပေါ်ရဒီကငလင်ပေးကြောင်ကွယ်လွန်သွားကြတဲ့တငယ်ချင်းတွေရှိကောင်းရှိကြပါလိမ့်မယ်။တကယ်ကိုစိတ်မကောင်းဖြစ်ရပါတယ်ဗျ။ဒီလက်ရှိဖြစ်ပေါ်ခဲ့တဲ့ကပ်ပေးဖို့ကြွေလေဒီဘဝနဲ့ခြေပါစီခေါင်းရမွန်ရမှာအီဂျန်စွာအနားယူနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ။ Okay ဒါဆိုကျောဗီဒီယိုလေးကိုတခြားလောက်ဆားလိုက်ရအောင်ဗျ။ဒီဗီဒီယိုမှာကျွန်တော်တငယ်ချင်းတို့ကို PUBG Mobile လာမယ့် RP သေး8တင်းမှရရှိမယ့် skin in arku asakal a season 24 ma yashi me tier reward te matic forge ma pala me item atit de narku ga raw la me a12 bonus pass ne patat bi phop ya pi do ma phit par de patama u song naw pubg mobile le la me rp te a13 ye level 50 ma be ye upgrade gun skin ko twi mi ya mle so a mezi ya shi par de di takha chi ya me sin lo shotgun ko twi mi ya da myo shi par de ns 2000 shotgun me phit par de di ye shotgun ko chi ya me sin chin naw a myin ya raw livic mye bon takhu de ma twi mi ya da myo shi par de dai me la me update version 3.8 ka ne chi me sin naw takha mye bon ma le paw ya di ns 2000 2000ကိုတွေးမြင်ရနိုင်ရရှိတာဖြစ်ပါတယ်ဒါပေမဲ့လည်း confirm ရလို့တော့မရှိပါဘူးဗျတကယ်ချင်းတော့ဒီ shotgun နဲ့ပတ်သက်ပြီးမှဘလို့မြင်လဲပေါ့ဗျအများစုအနေနဲ့တော့ဒီရဲ့ shotgun ကိုမချိုက်ကြဘူးဆိုတာသိကြပါတယ်ဗျတခြား skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ degree by တွေးမြင်ရမှာဖြစ်ပါတယ် complete league တော့ကျော်ထွက်ရှိထားတာမျိုးမရှိသေးပါဘူးဒီမှာချိန်ရမယ်ဆိုရင် P90 skin တွေ by တွေးမြင်ရမှာဖြစ်ပါတယ် MK14 ကိုတွေးမြင်ရမှာဖြစ်ပါတယ်နောက်တစ်ခု vehicle skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒါပေါ့ဗျဒီ RP မလားမလားဒီရဲ့ကျော် bonus pass မလားမလားတော့မပြောတတ်ပါဘူး UAS skin လာမှာဖြစ်ပါတယ်ဒီရဲ့အမိုးပွင့်နေတဲ့ UAS skin ကို တွေ့မြင်ရမှာဖြစ်ပါတယ် RP မှာလာတဲ့ဆင်တော့တော်တော်လေးကိုကောင်းတာဖြစ်ပါတယ် player အများကြီးပေါ်ပြတဲ့ကျော် UEZ skin ကိုရရှိမှာဖြစ်ပါတယ်အတိုင်းမဲ့ဒီရဲ့ UEZ ကိုချီရမယ်ဆင်တော့ RP မှာလာမလား bonus pass မှာလာမလားပေါ်ပြတာတော့လောလောဆယ်မသိရသေးပါဘူးဗျနောက်တစ်ခု100 RP off နဲ့ပတ်သက်ပြီးပြောရမယ်ဆင်တော့ဒီ office ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးကြီးပါယောက်ျားလေး office ပဲဖြစ်ပါတယ်အခုအချိန်ရပေါ်ပြ beta version အစဆိုတော့ leak တွေကကောင်းကောင်းထွက်ရှိထားတာမျိုးတော့မရှိသေးပါဘူးဒီမှာ leak ပေါ်ပြဆုံဆုံလွင်လွင်ထွက်ရှိလာပြီဆိုရင်တော့ကျွန်တော်တကယ်ကျွန်တော်ဗီဒီယိုအသေးစိတ်တင်ပေးသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့လာမယ့် season အသစ် circle 8 season 24မှာရရှိမဲ့ tier reward တွေကိုကြည့်ရမယ်ဆိုရင် gold tier မှာတော့ဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ကြီးကြီးပါလပါတယ်မစိုးလို့ပြောလို့ရပါတယ်အစိမ်းအောင် team တုံးထားပေးတာမျိုးရှိပါတယ် platinum tier မှာကြည့်ရမယ်ဆိုရင်ဒီအမျက်မှန်ကိုတွေ့မြင်ရတာမျိုးရှိပါတယ် diamond tier မှာကြည့်မယ်ဆိုရင်တော့ barrel m7 situ skin ကိုရရှိမှာဖြစ်ပါတယ်ဒီ cohort sks တော့မဟုတ်လောက်လို့ထင်ပါတယ်တကယ်ချင်းတော့ဒါ sks လား barrel လားပေါ်ပြ comment မှာမျှဝေပေးသွားလို့ ရပါတယ်ဗျာ East Machi ရမယ်ဆိုတော့ DMS ကိုရရှိမှာဖြစ်ပါတယ် East Master Machi ရမယ်ဆိုတော့ဒီရဲ့ဇပင်ကိုရရှိမှာဖြစ်ပါတယ် East Dominator နဲ့ Conqueror Machi ရမယ်ဆိုရင်ပုံမှန်အတိုင်းပဲ Avatar နဲ့ဒီရဲ့ပေါ်ရ Frame ကိုရရှိမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ PUBG Mobile လာမယ့် Update Version 3.8မှာ Mythic Force မှာဘယ် Item အသစ်တွေပါလာမလဲဆိုတာမေးစရာရှိပါတယ်ဒီရဲ့ Office ကိုတွေးမြင်ရမှာဖြစ်ပါတယ်အဖြူအောင် Office ပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီရဲ့ရွှေအောင် Office ကိုတွေးမြင်ရတာမျိုးရှိပါတယ်နောက်တစ်ထည့်ကတော့ Gentleman Look ပေးတဲ့ဒီရဲ့ Lord Set ကိုတွေးမြင်ရတာမျိုးရှိပါတယ် Tennis Skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ S12 ကိုတွေးမြင်ရတာမျိုးရှိပါတယ် Uzi ကို တွေ့မြင်ရတာမျိုးရှိပါတယ်။ဒါပေမဲ့ဒီ update version 3.8မှာကြည့်ရမယ်ဆိုတော့ discount ကလာမှာမဟုတ်ပါဘူး။ဒီတစ်ခါပဲသူက discount ပေးထားတာမျိုးရှိပါတယ်။နောက်တစ်ခုကတော့လက်ရှိသွားနေတဲ့ A12 RP bonus pass မှာပဲ item တွေတွေ့မြင်ရမှာလဲဆိုတော့ maze ရရှိပါတယ်။ဒီ outfit ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ tennis skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ P90 ရဲ့ upgrade skin တွေ့မြင်ရတာမျိုးရှိပါတယ်။ရွှေအောင် theme သုံးထားပေးတာမျိုးရှိပါတယ်။တော်တော်လေးကိုလာပါတယ်။ vehicle skin နဲ့ပတ်သက်ပြီးပြောရမယ်ဆိုတော့ဒီ buggy skin ကိုတွေ့မြင်ရတာမျိုးရှိပါတယ်။ဒီ buggy skin ကလည်းလုံးဝလမ်းတာမျိုးရှိပါတယ်။ရွှေအောင် theme သုံးထားပေးတာမျိုးရှိပါတယ်ဗျာ။ โอเคဒါဆိုတငချင်းအားလုံးအနေနဲ့ကျွန်တော်ခုပေါ်ပြပေးလိုက်တဲ့ PUBG Mobile နဲ့ပတ်သက်ပြီးအကြောင်းအရာ၄၅ခုကိုကောင်းကောင်းနားလည်သဘောပေါက်သွားပြီလို့ကျွန်တော်မျှော်လင့်ပါတယ်ဗျာ။လာမယ့် update version 3.8နဲ့ပတ်သက်ပြီးမှလည်း beta version ထွက်ရှိထားတာရှိပါတယ်။ဒီလာမယ့် update version 3.8မှာတွေ့မြင်ရတဲ့ feature တွေနဲ့ပတ်သက်ပြီးမှလည်းကျွန်တော်တငချင်းတို့အမြန်ဆုံး video တင်ပေးဖို့ကြိုးစားပါမယ်ဗျာ။ဒါဆိုရင်ကျွန်တော်လက်ရှိဒီ video လေးကတော့ဒီလောက်ပါဗျာ။တငချင်းအားလုံးအနေနဲ့ဒီ video လေးကိုနှစ်သက်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ဗျာ။အခုလို video ကြည့်ရှုပေးတဲ့တငချင်းအားလုံးကိုလည်းကျွန်တော်အထူးမင်ကျေးဇူးတင်ရှိပါတယ်ဗျာ။